ဘဝအောင်မြင်ရေးအတွက်နီးလန်းများဘဝတွင်အောင်မြင်မှုကိုလူတိုင်းလိုလားကြသည်သို့သောအောင်မြင်မှုဆိုသည်မှာကံတရားတစ်ခုတည်းဖြင့်ရရှိလာသည်မဟုတ်ပဲစနစ်တကျစ조사အားထုတ်မှုစိတ်တက်ခွန်အားနှင့်မှန်ကန်သောနီးလန်းများဖြင့်သာပြည့်စုံလာနိုင်သည်ဤဆောင်ပါတွင်ဘဝအောင်မြင်ရေးအတွက်အဓိကနီးလန်း၅ချက်ကိုဖော်ပြပေးပါမည်တည်မှန်းချက်ထားပါအောင်မြင်မှု၏ပထမဆုံးအဆင့်မှာရည်မှန်းချက်ရှိရန်ဖြစ်သည် ဘဝတွင်ဘာကိုလိုချင်သည်မြည်သည့်နေရာသို့ရောက်ရှိလိုသည်ကိုရှင်းလင်းစွာသတ်မှတ်ထားပါရည်မှန်းချက်သည်လမ်းပြမြေပုံတစ်ခုပမာဖြစ်ပြီးရင်းမရှိပါကဘဝခရီးလမ်းတွင်လမ်းပြောင်းနိုင်သည့်ရည်မှန်းချက်များကို ရေတိုနှင့်ရေရှည်ဟု၍ခွဲခြားသတ်မှတ်ပြီးအချိန်ကန့်သတ်ချက်နှင့်တွဲထားပါကပုံမူထိရောက်မှုရှိမည်ကိုကိုကို ဖွံ့ဖြိုးအောင်လုပ်ပါအောင်မြင်မှုသည်အသိပညာကျွမ်းကျင်မှုနှင့်စိတ်တက်တို့ပေါ်တွင်မူတည်သည့်ထို့ကြောင့် ကိုပိုင်စွမ်းရည်များကိုအမြဲတိုးတက်အောင်လှုပ်ဆောင်ပါစာအုပ်များဖတ်ခြင်းတင်နန်းများတက်ခြင်းအတွေ့အကြုံတင်များရှာဖွေခြင်းဖြင့်မိမိကိုယ်ကိုပုံမှုကောင်းမွန်အောင်ပြုပြင်နိုင်သည်ထို့အပြင်အချိန်ကိုစီမံခန့်ခွဲနိုင်မှုစိတ်ခံစားမှုထိန်းချုပ်နိုင်မှုတို့သည်လည်းအောင်မြင်ရေးတွင်အရေးပါသောအချက်များဖြစ်သည်။သုံးစွဲရှိရှိစူးစမ်းပါဘဝတွင်အခက်အခဲများနှင့်ကြာရှုံးမှုများရှိလာနိုင်သည် သို့သောအောင်မြင်သူများသည် ထိုအခက်ခဲများကိုစိန်ခေါ်မှုအဖြစ်လက်ခံပြီးမစုံမနစ်ဆက်လက်စ조사ကြသူများဖြစ်သည့်ဇွဲလုံးလာရှိမှုသည့်အောင်မြင်မှုတို့ရောက်ရှိရန်အဓိကသောချက်ဖြစ်ပြီးစိတ်တက်မကြပဲရှေ့သို့ရှောက်လန်းနိုင်မှုကလူတဦးကိုထူးခြားစေသည်။ကောင်းမွန်သောဆက်ဆံရေးတည်ဆောက်ပါ။လူတဦးရဲ့ဖြစ်အောင်မြင်မှုကိုရယူနိုင်ရန်ခဲရင်သည် မိသားစုတငယ်ချင်းများလို့ပေါ်ကိုင်ဖက်များနှင့်ကောင်းမွန်သောဆက်ဆံရေးရှိခြင်းသည်ဘဝခရီးလမ်းကိုပုံမချောမွေ့စေသည့်အပြန်အလှန်ယုံကြည်မှု လေးစားမှုနှင့်ပူးပေါင်းဆောင်ရွက်မှုတို့သည် အောင်မြင်ရေးတွင်အထောက်အကူဖြစ်စေသောအချက်များဖြစ်သည့်ထို့အပြင်အခြားသူများထံမှအကြံဉာဏ်နှင့်ပံ့ပိုးမှုများကိုရယူခြင်းကလည်းအကျိုးရှိသည်။ငါးကျမ်းမာရေးကိုဦးစားပေးပါ။ ောင်မြင်မှုသည်ကျမ်းမာရေးမကောင်းပါကအတိပ္ပယ်မရှိတော့ပေစိတ်ရောကိုယ်ပါကျမ်းမာနေမှသာဘဝရည်မှန်းချက်များကိုအကောင့်ထဲပေါ်နိုင်ပြီဖြစ်သည်လုံလောက်သောအနာယူမှုမျှတသောအစားအသောက်ပုံမှန်လေးကျင့်ခန်းလုပ်ခြင်းတို့ဖြင့်ကျမ်းမာရေးကိုထိမ့်သိမ်းပါစိတ်ဖိစီးမှုကို ထိမ့်ချုပ်နိုင်ရန်တရားထိုင်ခြင်းသို့မဟုတ်အနာယူခြင်းများခွဲခြမ်းထားခြင်းကလည်းအကျိုးရှိသည်ဤကုန်း ဘဝအောင်မြင်ရေးသည်တညာရေဖြင့်ရရှိလာသည်မဟုတ်ဘဲစဉ်ဆက်မပြတ်စ조사အားထုတ်မှုနှင့်စည်းကမ်းရှိသောနေထိုင်မှုတို့မှပေါက်ဖွားလာသည်ရည်မှန်းချက်ထားခြင်းကိုကိုကိုဖွံ့ဖြိုးအောင်လုပ်ခြင်းဇွဲရှိရှိစ조사ခြင်းဆက်ဆံရေးကောင်းမွန်အောင်တည်ဆောက်ခြင်းနှင့်ကျန်းမာရေးကိုဦးစားပေးခြင်းတို့ဖြင့်မြည်သူမဆိုးအောင်မြင်သောဘဝကိုပိုင်ဆိုင်နိုင်သည်တင်ဘဝကိုယနေ့မှစတင်၍အပြောင်းလဲလုပ်ပါအောင်မြင်မှုသည်တင့်ထန်သို့တစားတစနီးကပ်လာပါလိမ့်မည်